ကြာချင်းမင်းတင်ခရဲ့ပြောပါရင်မောင်ပြေတဲ့ဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရင်ကြာချင်းနဲ့သက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါတယ်ရှင်အပိုင်း၈မောင်ပြေတဲ့ဒီဖိုးကြီးနဲ့ညနေတည်းအထိစကားပြောပြီးနောက်ထိုတဲလေး၌ပင် အိတ်ဆက်လေးသည်ငနက်မိုးလင်းသောခံလိုက်ဖိုးကြီးကအဖေ၏တခွန်နှင့်နံပြားတစ်ချက်ကိုတိုက်ကျွေးလေ၏မောင်ပြေတဲ့ဒီဖိုးကြီးတိုက်ကျွေးတော်လည်းဖေရင်နှင့်မုံများကိုစားတောက်ပြီးသောခံလိုက်ကြည့်နိုင် ဘော်ဂါရန်ဘက်စီသူချီချင်းရှောက်လေတော်သည်၎င်း၏စိတ်၌လည်းယမန်၏ညဥပိုင်းကတွေ့ခဲ့ရသော ရွှေပြုံးမှဆိုသည့်မိမချော်လီအားတွေ့မြင်လိုစိတ်များကတပွားပွားဖြစ်ပေါ်နေလေသည်၎င်း၏အိတ်တွင်၌ကြမ်းရှိနေသောငပြောတော့ကူမှုေးပေးလိုက်သည့်စိတ်ပေါ်လေးသုံးလေးနှင့်နောက်ဆုံးတလိတ်ကိုထုတ်ခါမိကြီးဆိုင်ပါရင်တဲ့အိမ်စုများကိုဖြတ်၏ရထားတန်လန်းများကိုကြော်၏ကတ်တရားလမ်းများကိုနှင်း၏ဤသို့နှင့်ပင်တရွေ့ရွေ့ ရှောက်လာခဲ့လေရာ၃နာရီကြောကြာခန့်ရှောက်မိလင်ကြည်နိုင်ဘောဂရန်ဘက်စီတို့ရောက်လေတော့သည်ဘောဂရန်တို့ရောက်ရင်ရွှေဘုံမကြီးအိမ်ကိုရှာလေတောင်ကုန်းမုံမုံကလေးပေါ်၌ခန်းလာတော့နှဆောင်ပြန်အိမ်ကြီးကို တွေ့ရလေသည်ထိုနှဆောင်ပြန်အိမ်ကြီးအဝင်ချန်တိုင်နိုင်မှု ရွှေဘုံမဟူသောခြေဆိုင်ပုတ်ကလေးကိုလည်းတွေ့ရလေသည်ချန်တကားမှာပိတ်ထား၏မောင်မီသိန်းသည်ချန်တကားတွင်ချိတ်ဆွဲထားသောခန်းလောင်းကလေးကိုလှုပ်ရမ်းလိုက်သောအခါထိုခန်းလောင်းကလေးသည် တာတာရရအတန်ထွက်ပေါ်လာလေသည်ထိုကမှပြီးသိန်းကခေါလောင်းကိုတိချစွာကြည့်လိုက်ရခေါလောင်းမှာတလုံးနဲ့မဟုတ်ပဲနှလုံးချိတ်ထားသည်ကို တွေ့ရသည်တလုံးကအခြားတလုံးထက်အနည်းငယ်ကြီးသည်ကို တွေ့ရလေသည်မှပြီးသိန်းသည်ခေါလောင်းကိုထပ်မံ၍လှုပ်လိုက်ပြန်လျာခေါလောင်းတံမှာတလုံးနဲ့တလုံးအတန်မတူပဲအတန်ဖိုအတန်မှဖြစ်တာယာစွာထွက်ပေါ်လာလေသည်အိုးခေါလောင်းကတလုံးနဲ့မှမဟုတ်ပဲ ခံလောင်းနေမရပဲဒါကအတော့ကိုအတိတ်နမိတ်ကောင်းတဲ့သဘောပဲအဲ့ဒီအတိတ်နမိတ်ကငါနဲ့ရွှေဘုံမာနဲ့အကြောင်းဆက်ပေါင်းဖရတော်မယ်ဆိုတဲ့အတိတ်နမိတ်ပဲဖြစ်မှာပဲဒီပြင်ဟာမဖြစ်နိုင်ဘူးဟုတွင်ရင်မာမီသိန်းကခံလောင်းကိုထပ်မံလှုံ့ယမ်းလိုက်ပြန်ကိုလူဘယ်သူနဲ့တွေ့ကျင်လို့တော့ဟူ၍ခန့်ကောင်းကောင်းမေးလိုက်တန်ကြောင့်မာမီသိန်းဒီအတန်လာရာစီသူ့လမ်းကြည့်လိုက်ရာခြံတကအတွင်ဘက်မှာရွှေဘုံမာ၏အစီအပါဟုယူဆရသောဖြူဖြူသွဲသွဲ လူငယ်တူကိုတွေ့ရလေသည်ရွှေဘုံမောင်နဲ့တွေ့ကျင်လို့ပါဟုမောင်ပြည်သိန်းကပြန်၍ပြောလိုက်ရာသူစီပါကဒီလိုတွေ့ကျင်နိုင်တွေ့လို့ရမလားဟုပြန်၍ပြောလေသည်တွားပြီးပြောစမ်းမှာမင်းတခင်မကိုမနေ့ရကမော်တော်ကားကစိုက်ပြီးပေးခဲ့တယ်လူရောက်နေတယ်လို့ဟုမောင်ပြည်သိန်းကပြောလိုက်သူကစေပါလူငယ်လည်းဝင်သွားပြီလေတောင်းမြကြသောခန္ဓာ၌ပြန်၍ထွက်လာကမောင်မီသိန်းအားတကားကိုဖွင့်ပေးလေသည်ပြီးလင် ကြီးမားကျယ်ပြန့်သောအဲခန်းကြီးတစ်ခု တွင်သို့ခေါ်သွားကဒီမှာထိုင်ပြီးခဏစောင့်နေပါဟုပြောပြီးထွက်သွားလေ၏။မောင်မီသိန်းလည်းဧကန်၌ထိုင်၍စောင့်နေရလေသည်။တောင်မြာကြားတွင် အတွင်းပန့်လေကားမှတစုံတစ်ယောက်ဆင်းလာတဲ့ကိုကြားရသဖြင့်ကြည်လိုက်ရာခန်းခန်ညာညာဆင်းလာသောရွှေရုံမာကိုတွေ့လိုက်ရလေသည်။ရှင်ဟုံးဘက်လမ်းထိပ်ကလျှောက်လာကလေးကကျမမြင်နေ။ကျမဖះဆောင်ကထွက်လာပြီးဝေယနာဘက်ကနေကြည့်လိုက်တော့ရှင်လျှောက်လာတာတွေ့ရတယ်ဟု။ ရွှေရုံမာကပြောလိုက်လေသည်ဟုတ်တယ်ကျုပ်တင်ငန်းကျွန်းကနေလျှောက်လာတာမော်တော်ကားကမရှိတော့လဲလျှောက်လာရတာပေါ့ဗျာကားကမရှိပဲကားစီးပြန်လဲစပယ်ယာနဲ့ဒရိုင်ဘာကကျုပ်ကိုချမ်းသာပေးကြမှာမဟုတ်ဘူးခင်ဗျလိုပတ်စံဆိုင်ပြီးပေးမယ်စေနာရှင်မျိုးလဲနောက်တစ်ခါတွေ့ချင်းမှတွေ့မှာအဲ့တော့အန်နီယယ်ကင်းပေးရှင်ခြေချင်းလျှောက်လာခဲ့ရတာပဲဟူမောင်မီသိန်းကပေါ့ပါသွက်လက်စွာပြောလိုက်လေသည်များမကြာမီနောက်ပင်မိန်းကလေးတူသည် ိမ်မန်းကလေးတစ်ချက်တွင်ကော်ဖီနှင့်မုန့်များကိုထည့်ကမောင်ပြီးသိန်းရှိစပွဲပေါ်၌လာ၍ချပေးလေသည်။မောင်ပြီးသိန်းကပတ်စံတစ်ပြားမှမရှိပေမဲ့ဒီမနက်စာတော့လက်ဖေးတစ်ခွန်းနဲ့နံပြားတစ်ချက်အောက်ပြီးပြီဗျ။အလွန်အင်တန်စီးရတဲ့အဖိုးကြီးတစ်ယောက်ကကျုပ်ကိုဒါနပြုတ်လိုက်တယ်လေဟူမောင်ပြီးသိန်းကပြောလာရာရွှေဘုံမာကကျမစီလာတဲ့ကိစ္စကိုပြောပါအောင်ဟူမေးလေ။ကိစ္စကအသက်ရေးကြီးရဲ့ဗျ။ပြောရမယ့်အကြောင်းကနှစ်ခုရှိတယ်။အဲ့ဒီအကြောင်းနှစ်ခုနဲ့မှာပထမအကြောင်းကတော့ ခင်ဗျားသိခြင်းလည်းသိမယ်မသိခြင်းလည်းမသိဘူးဒုတိယအကြောင်းကတော့ခင်ဗျားလုံးဝမသိတဲ့ကိစ္စပဲကျုပ်ပြောမှအဲခင်ဗျားသိမှာမို့လာပြီးပြောပြတာဟုမောင်ပြီးသိန်းကပြောပြလိုက်လေရွှေရုံမာဒီမောင်ပြီးသိန်းစကားကိုလွန်စွာမှစိတ်ဝင်စားသွားလေရဲ့ဒီလိုဆိုလဲပထမအကြောင်းကိုရင်ဆပြောပါလားဟုဆိုလိုက်လေသည်အမ်ပထမအကြောင်းကတော့ခမရကတိတ်ပြီးလာတဲ့မတ်ရွှေဘုံမှာဒါကိုခမရကိုယ်တိုင် သိခြင်းမသိမယ် ကိုလှတယ်လို့မသိရင်မိန်းကလေးတူဖို့အလွန်မဲနေတာပါတယ်ဒါကြောင့်ကျိုးကတိပါစေတော့ဆိုပြီးလာပြောတာပါခင်ဗျားကတော်တော်ကိုလှတယ်ကျုပ်တွေ့ဘူးသမျှမိန်းမထဲမှာတော့အခုချိန်ထိအလှဆုံးပဲဒါကိုပြ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 တိထားမှဒုတိယချောင်းကိုဆက်ပြီးပြောလို့ဖြစ်မယ်ဟုမောင်ပြီးသိန်းကပြောလာရရွှေရမာဒီမောင်ပြီးသိန်းအားအံ့ဩစွာငေးကြည့်နေထို့နောက်အိန္ဒိယဆယ်လိုက်ပြီးလင်ကျမတို့အိမ်မှာမှန်ရှိပါတယ်ရှင်ဟုပညာသားပါပါပြန်၍ပြောလိုက်လေသည် အဲ့ဒီမှန်းဆိုတဲ့ပစ္စည်းကသူ့နာမည်ကသာမှန်းပြဒါမဲ့လုံးဝမှန်းတဲ့ပစ္စည်းမဟုတ်ဘူးအလုံးအင်တန်မှားတဲ့ပစ္စည်းဖြစ်တယ်ဟာဟိုမာကြီးဘီရိုကအမှန်တည်းမှာခမရအိတ်ထင်းနေတယ်မဟုတ်လားမှန်းနေကပုံကခမရလိုထင်းလို့လားလုံးဝမဟုတ်ဘူးကြုံပြောတာမယုံဘူးလားမယုံရင်ခမရညာဘက်လက်ကလေးကိုနည်းနည်းလေးမြောက်လိုက်ပါဟုမောင်ပြီသိန်းကပြောသည်ဖြင့်ရွှေဘုံမှာလည်းရောင်ရမ်း၍သူ့ညာလက်ကလေးကိုအနှဲငယ်မြောက်လိုက်လေသည် မမီသိန်းကသူ့ဤဈေးဘောလေးကိုအနည်းရှိမိချစ်ဖြင့်မိညင်လာပြီးနောက်ကြုံဝံပြောဦးလားမှန်ဆိုတဲ့ပစ္စည်းကမှန်မှန်ပါဘူးလို့ခမရညာဘက်လက်ကိုမြှောက်နေတယ်မှန်တဲ့ကပုံကဘယ်ဘက်လက်ကိုမြှောက်နေရမဟုတ်လားဒါကြောင့်မှန်ကိုမယုံစမ်းပါနဲ့ဗျာကြုံပြောတာကိုယုံစမ်းပါခမရကတကယ့်ကိုလှပါပေးတယ်လို့ဒုတိယချင်းထပ်ပြီးပြောပြစီဟုပြောလိုက်ပြန်လေသည်ရွှေဘုံမှာလည်းဦးကြောင်ကြောင်ဖြင့်နားထောင်ရင်းနေရလေထို့သောနားထောင်နေရမှာ ဗြမအကြောင်းတော့သိပါပြီရှင်ဒုတိယအကြောင်းကိုပြောပါအောင်ဟုခန့်ငုံငော်လေးတန်ဖြင်းမေးလိုက်ဒီလိုပြဒုတိယအကြောင်းကပိုပြီးရေးကြည့်တယ်စောစောကကြုတ်ပြောတယ်မဟုတ်လားခင်ဗျကတိတ်ပြီးလာတယ်လို့အဲ့ဒီလိုလှတယ်မိမတယောက်ကတောယုံတန်ယုံယောက်ျားတယောက်ယောက်ကိုမြန်ယူဖို့စိတ်မကူပါနဲ့ဗျဒီလောကကြီးမှာယောက်ျားဆိုတဲ့တတ္တဝါတွေကတော့အများကြီးပေါ့ဗျာအဲ့ဒီတည်းခင်ဗျနဲ့ထိုက်တယ်မယ်ဖူးစာရှင်ယောက်ျားကတော့ရှာရှာပါပါတယောက်တည်းရှိမှာ အဲ့ဒီကြောက်တဲ့ကိုပဲခင်ဗျာရွေးချယ်မိဖို့အရေးကြီးတယ်။အရွေးမသွားရင်တော့ခင်ဗျာကအဝီစီရောက်သွားလိမ့်မယ်။ဘူးစာပဲမဟုတ်တဲ့သူကိုအရွေးမပြီးအိမ်အောင်ကြခဲ့လို့ရှိရင်တသက်ပန်လုံးစိတ်ညစ်နေရမယ်။ဟိုအကျွင်းညှိတွားနေရမယ်။လောကကြီးကိုမကြည်မနက်ဖြစ်နေရမယ်။အဲ့ဒီစေတသိက်တွေနဲ့များဘဝကွရင်တော့အဝီစီကိုရောက်ဖို့တေချာနေတယ်။ဒါကြောင့်ယောက်ျားယူတဲ့ကိစ္စကမယူတတ်ရင်ငရေကြီးနိုင်တယ်မတ်ရွှေဘုံမှာ။ဒါကြောင့်အဲ့ဒီကိစ္စကိုလေးလေးနက်နက်စဉ်းစားပါ ခပြစဉ်းစားနိုင်အောင်လဲဘယ်ယောက်ျားမျိုးကပူဇာရှင်ဖြစ်တယ်ဆိုတာကိုအချက်အလက်နဲ့ပြောပြခဲ့မယ်ဟုမောင်ပြည်သိန်းကပြောလာရာ ရွှေဘုံမကတည်ဆမ်းပြစီရှင်ဟုပြော၏မောင်ပြည်သိန်းလည်းစိတ်ပေါ်လေးတူကိုချလာပြီးနောက်ကျုပ်ခမန်းချက်ရဆိုရင်တော့ခမရရဲ့ပူဇာရှင်ကကျုပ်ဖြစ်လိမ့်မယ်ထင်တယ်ဟုပြောလာရာဝိုင်းရင်အငိတ်မင်းသမီးရွှေဘုံမတည်ပင်လင်မောင်ပြည်သိန်းရင်စကားကြောင့်ရှက်သွေးဖြန်း၍မျက်နှာတစ်ခုလုံးနီးမြန်းသွားပြီလေရှင် ဟူသာရေရွတ်လိုက်နိုင်နေတော့သည်။အော်လက်စားတတ်တော်မောင်ရင်ကစောစောစီးစီးလူပြောစကားလာပြောနေတာကိုဟူမြည်သည့်ချိန်ကရောက်ရှိနေမှန်းမသိတော့ရွှေရုံမ ాయి ထိန်တော်ကြီးဒေါ်စာကခါကိုထောက်လျက်မောင်မီသိန်းအားပြောလိုက်လေတော့ဤဒေါ်ကြီးအခမင်းမားနေပြီလူပြောစကားမဟုတ်ဘူးဗျလူအိုဖြစ်ချင်းလို့လာပြီးပြောနေတဲ့လူအိုစကားခရတူမအဝီစီရောက်မှာဆိုလို့ကျုပ်က လာပြီးပြောနေရတာဟုမောင်ပြီးသိန်းကပြောလိုက်ရင်ဒေါ်စာက ရွှေဘုံမာကိုလက်ထပ်ပြစေလို့လာပြီးပြောကြတာမျိုးအုပ်တွေဝင်တော့တွေတထည့်တွေစုံနေတာပဲရွှေဘုံမာကခါပြီးထုတ်နေရတယ်ဟုမိကရွက်ကပြောလိုက်အမှန်တော့ဗောခါထုတ်ရပြီမပေါ့ဒီလိုလူညံ့နေကိုခါမထုတ်ရင်ရွှေဘုံမာဝီစီရောက်သွားမှာပေါ့ခါထုတ်တဲ့နဲ့ခါထုတ်တဲ့နဲ့ဟုမောင်ပြီးသိန်းကပြောလေအဲ့ဒီခါထုတ်တဲ့နဲ့အဲမှာမင်းရှေ့ဆုံးကပါတယ်ကွမင်းလိုချင်နေမဲ့လူကြိုက်ကိုငါတူမကြီးကစဉ်းစားမှမဟုတ်ဘူးဟုဒေါ်စာကပြောလိုက်လေ အဲအဲ့ဒါလို့မစင်စားဘူးဆိုတာသိလို့စင်စားအောင်လာပြီးပြောရတာပေါ့ဗျကျုပ်ကအခြေအနေမဲ့တရားမဟုတ်ပါဘူးလောလောဆယ်နေဖို့နေရာမရှိတာရယ်စားဖို့ပတ်စံမရှိတာရယ်ဝတ်ဖို့အဝတ်အစားကောင်းကောင်းမရှိတာရယ်ကလွဲပြီးအခြေအနေမမဲ့သေးပါဘူးအဲ့ဒီနေဇာတို့စားဇာတို့ဝတ်ဇာတို့ဆိုတဲ့ဟာတွေကလည်းရေးကြီးတဲ့ဟာတွေမဟုတ်ပါဘူးဗျတော်တော်ညံ့တဲ့လူညံ့တွေတောင်ရအောင်လုပ်နိုင်တာတွေဖြစ်နေတော့ကျုပ်ဖို့တိတ်ပြီးခက်လာမှမဟုတ်ပါဘူးဒီမှတော့ကြည့် ဒီကိစ္စကရွှေဘုံမာရဲ့ကိုပိုင်ကိစ္စဖြစ်တယ်။သူ့အနေနဲ့စိတ်ကူးလေးတစ်ချက်လွဲသွားတာနဲ့အဝီးစီကိုကွက်ခနဲ့ရောက်သွားနိုင်တယ်။ဒါကြောင့်သူ့ရဲ့နှလုံးအိမ်ကလေးကိုညင်ညင်ကလေးထားပြီးမေတ္တာတန်နဲ့ဆုံးဖြတ်ဆမ်းပါစေဗျာ။ဒီကိစ္စမျိုးကလူငှားနဲ့လုပ်လို့ရတဲ့ကိစ္စမဟုတ်လို့တော့ဒေါ်ကြီးခဏဖယ်ပေးရင်ကောင်းမယ်။ရွှေဘုံမာဘဝကူးကောင်းအောင်ခင်ဗျမနှောက်ရှက်ပါနဲ့။ဟုတ်။မောင်ပြီးသိန်းကပြောလေ။အမား ဘဝကူကအောင်ဆိုတော့ငါဒူမကသိတော့မယ်တိုင်းပဲဆော်ဆော်စီစီနမိတ်မရှိနမမရှိတော့ဟုဒေါ်စာကပြောလိုက်အဒီကိစ္စကိုပြောတဲ့အခါမှာတင်းအံ့မှုမှုကမျိုးမှပြောတယ်လို့ပြောရတယ်ဗျဒါကြောင့်ဒီစကားမျိုးကိုတည်ရင်ရှင်ရင်စကားလို့ဆိုတာပေါ့ဗျတိတ်ကိုရေးကြည့်တာအခုတော့ရွှေဘရမကတခုမှမပြောရပဲဒေါ်ကြီးကကြီးပဲပြောနေတာကိုဒေါ်ကြီးအိမ်တော်ပြုတ်မလို့လားဟုမောင်မီသိန်းကပြောလိုက်ရင်ဒေါ်စာကထွိဟုရေရွပြီးထွက်သွားလေတော့ဒီထိုကမောင်မီသိန်းကကဲ့ ရွှေဘုံမှာကျုပ်ဘက်က ပြောစရာရှိတာတော့ပြောပြီးပြီခင်ဗျဘက်ကဘာမှပြောကျင်သေးလဲဟုမေးလိုက်လေအကျမကတော့အိမ်အောင်မပြုတ်သေးဘူးလို့စိတ်ကူးပါတယ်တကယ်လို့အိမ်အောင်ပြုတ်မယ်ဆိုရင်လဲချမ်းချမ်းသာသာနဲ့ကျမအားကိုးလောက်တဲ့ယောက်ျားမျိုးကိုပဲစိတ်ကူးမှာပါဘက်ကကတမတ်တောင်ပေးစရာမရှိလို့ကျမကစိုက်ပြီးပေးရတဲ့ယောက်ျားမျိုးကိုတော့စိတ်မကူးတယ်မလို့ထင်ပါတယ်ဟုရွှေဘုံမကပြောလိုက်လေ။ခင်ဗျားကယောက်ျားယူတဲ့ကိစ္စကို အသက်မွေးဝမ်းကြောင်းအလုပ်လို့စဉ်းစားနေတာကို ကျုပ်တွေဆိုင်ပြီးပေးလိုက်တဲ့ငွေတမတ်ကခမရအတွက်အင်တန်ရေးကြည့်တယ်ခမရနဲ့ကျုပ်စုံစည်းဖို့ဖြစ်လာတဲ့ပတ်စံတမတ်ပဲဖြစ်နိုင်ရင်အဲ့ဒီစပယ်ရရှိကပတ်စံတမတ်ကိုလဲပြီးအမတ်တရခမရသိမ်းထားတဲ့ခမရရဲ့ဖူးစာရှင်ကိုပတ်စံတမတ်ထဲနဲ့အရာအမိရှာနိုင်လိုက်တာဟာခမရရဲ့ကုသိုလ်ကံပဲဈေးအသက်သာဆုံးတဲ့ဖူးစာရှင်ကို ရှာဖွေနိုင်ခဲ့တာပဲဟုမောင်ပြင်းသိန်းကပြောလိုက်နေသည် ကျမကတော့ချမ်းချမ်းသာသာယောက်ျားမျိုးကိုပဲစိတ်ကူးပါတယ်ရှင်အဲ့ဒီတော့ရှင်ကကျမရဲ့ပူဇော်ရှင်ဆိုရင်တော့ကျမမျှော်လင့်တယ်လို့လူချမ်းသာတရားဖြစ်မှနေရကြပါလိမ့်မယ်ဟုရွှေရုံမာကပြောလိုက်လေခင်ဗျာသိတနာဖို့ကောင်းတယ်မျှော်လင့်ခြင်းနဲ့ရရှိခြင်းကဆွေမျိုးမတော်ဘူးဗျရစရာရှိခြင်းနဲ့ရရှိခြင်းပဲဆွေမျိုးတော်ကြတယ်ဘာပဲဖြစ်ဖြစ်လေခင်ဗျာလူချင်းသားတွေကိုရအောင်လုပ်ပေးနိုင်တဲ့စွမ်းသက်တီမျိုးကျုပ်မှရှိပါတယ်ကဲကျုပ်သွားမယ်ကျုပ်ကိုတွေ့ခြင်းရင် တင်ငန်းကျုံကပူးခွေဘင်းစရာရာကျူးရဲ့အိမ်မှာမောင်ပြီးတိတ်လို့မေးပါဟုဆိုကမောင်ပြီးတိတ်သည်လှပသောရွှေရုံမှဘာမှခွာခဲ၍တင်ငန်းကျုံသို့ခြေချင်းလျှောက်ကစိတ်တက်ကြွမြူးထူးစွာပြန်ခဲ့လေတော်သည်တင်ကန်းကျွရှိဖိုးကြီးဤတဲသူပြန်လည်ရောက်ရှိလာသောခါ၌ဖိုးကြီးကမောင်ပြီးသိန်းအားဗာကြီးကျော်ကအတိရွယ်ကျော်နှင့်ထမင်းကျွေးလေဘယ်နဲ့လဲလူလေနေရကြခဲ့ရလားဟုအဖိုးကြီးကမင်းမြန်းလေအင်းနေရကြတယ်လို့ပြောရမှာပဲသို့ပေမဲ့ ကျွန်တော်ကြိုက်တယ်မင်းကလေးကဖက်ဆန်ချမ်းချမ်းသာသာဖြစ်မှာကျွန်တော်ကိုယူနိုင်မယ်လို့ပြောနေတယ်ဟုမောင်ပြီးသိန်းကပြန်၍ပြောလေသည်ဟာဒီလိုဆိုတော့လေလူကလေးဖို့လွယ်ပြီပေါ့ကွာသူကဘာကိုလူရှိတယ်ဆိုတာပြောနေမှာပဲအဲ့ဒါကိုရအောင်လုပ်ပေးလိုက်ရင်ပြီးတာပဲမဟုတ်လားဟုဖိုးကြီးကပြောလေဟုတ်တယ်ဘူးသာအဲ့ဒါကျွန်တော်ကိုအကြံပေးစမ်းမောင်ဖက်ဆန်တွေဘယ်လိုရအောင်လုပ်ရမယ်ဆိုတဲ့နေ့ကိုသိရင်ပြောပြစမ်းမအောင်ဟုမောင်ပြီးသိန်းကမေးလိုက်လေဟာလူတွေအားလုံးအဲ့ဒါသိကျင်နေကြတာလား ပက်ဆန်ကိုရှာလို့မရဘူးကွအလုပ်လုပ်ရတယ်။အလုပ်ကလည်းကို့အတွက်မလုပ်ရဘူးသူတပားအတွက်လုပ်ရတယ်ပြီးတော့လုပ်ပေးတဲ့အတွက်လည်းပက်ဆန်ကိုမလိုချင်ရဘူး။လုပ်တဲ့လုပ်ထိုက်လို့လုပ်ပေးတဲ့သဘောနဲ့လုပ်ရတယ်။ပက်ဆန်ဆိုတဲ့အရာကိုခေါင်းထဲကထုတ်ပစ်ထားရမယ်။အလုပ်နဲ့ပက်ဆန်နဲ့ဆွေမျိုးမတော်ဘူးလို့သဘောထားရမယ်။လောက်ရှားရှိတာလောက်ပေးနိုင်တာလောက်ပေးလိုက်ပါဒါပါပဲဟုတ်ဖိုးကြီးကပြောလိုက်လေသူတပားအတွယ်လုံးလုံးပြီးပက်ဆန်မရလို့ဖြစ်ပါမလား ပတ်စံရမှာအလုတ်လုတ်ပေးနိုင်မှာပေါ့ဘူဒါကြီးရဲ့ဟုမောင်မီသိန်းကစောရကတက်လေအဒီလုံးကွက်လူလေးရဲ့ဟောဒီဒေါ်နီယာကြီးမှာနှစ်ခုနှစ်ခုအမြဲတမ်းတွဲပြီးနေတယ်ကွက်ကလေးတွေကစားတဲ့စီဆောမောင်းတက်လိုပဲတစ်ဖက်ကနင်းလိုက်ရင်တစ်ဖက်ကထောင်သွားတဲ့သဘောရှိတယ်သူတစ်ပါးအတွက်အလုတ်လုတ်ပေးခြင်းဆိုတဲ့ဘက်ကိုဖိနင်းလိုက်ကို့အတွက်ဆိုတဲ့ဘက်က အလုတ်လုတ်အပေါ်ကိုရောက်သွားတယ်ဒေါ်နီယာကြီးကအမြဲနှစ်ခုရှိတယ်ကွက်နေရင်ညရင်အမောင်ရဲ့အလင်းရဲ့အေးရဲ့အပူရဲ့မဟုတ်လား ပေးခြင်းကရယူခြင်းနဲ့ဒင်းကားတစ်ခုမှရှိတဲ့ခေါင်းနဲ့ပန်းလိုပဲကွဒါကိုသဘောပေါက်သွားရင်ဒုညကြီးမှာနေလို့ရသွားပြီ နေရက်သွားပြီဟုဖိုးကြီးကပြောပြလေအင်းလေလောလောဆယ်ဘာလို့ရမယ်ဆိုတာဒါကျွန်တော်ကလိုချင်တာပဲအဲ့ဒီနီလန်လေးရှိရင်ပေးပါဟုမောင်မီသိန်းကပြောလေอืมအဲ့ဒီနီလန်လည်းပြောပြရမှာပေါ့ကျုံနဲ့တည်တယ်မာရဝါရီလူမျိုးကုံတဲ့ကြီးတွေကန်းထားလက်မှာရှိတယ် သူတို့စီကိုတော့ပြီးအလုတောင်းမှာကျုပ်စာတစ်စောင်ရေးပေးလိုက်မယ်ဟုဖိုးကြီးကပြောပြလေကောင်းတော့ဗောဘူရာရဲ့ဘူရာကြီးပြောတဲ့မာရဝါဒီကုံတဲကြီးတွေကဘူရာကြီးလိုစိတ်ကောင်းရှိတဲ့သူတွေဆိုရင်တော့ကျွန်တော်အလုရမှာသေးကြတယ်ဟုမောင်ပြီးသိန်းကပြောလေဒီလိုလူလေးရဲ့လူတွေမှာစိတ်ကောင်းရော စိတ်ညံရောတွဲပြီးရှိနေတာကွာဒါကြောင့်လူတိုင်းကိုစိတ်ကောင်းရှိတဲ့သူလို့ပြောလို့ရတယ်။စိတ်ညံရှိတဲ့လူလို့လည်းပြောလို့ရတယ်ကွာ။အမြဲတမ်းကြည်ဝဲစိတ်ကောင်းဘက်ကလေးတာနေတဲ့သူက စိတ်ညံပဲကအလေးပေါ့တာပေါ့ကွာအဲ့ဒါကိုသူတို့ကောင်းလို့ခေါ်တာမဟုတ်လားအမြဲတမ်းစိတ်ညံပဲကအလေးသာပြီးစိတ်ကောင်းပဲကအလေးပေါ့တဲ့သူကိုတော့သူရောက်မှလို့ခေါ်တယ်မဟုတ်လားကွာဘာပဲဖြစ်ဖြစ်လေလူလေးအဲ့ဒီကုံတဲ့ကြီးတွေစီသွားပြန်အောင်သွားလိုက်အကျိုးတော်ရုံမှာမဟုတ်ဘူးဟုဆိုကဟိုကြီးကစာရွက်ကလေးတရွက်ကိုယူ၍ခဲတံဖြင့်ဟိန္ဒူစာများကို ရေးသားလေသည်ထို့နောက်မမီသိန်းအားထိုစာရွက်ကို ပေးပြီးလင်ဖိုးကြီးကသွားခြင်းနဲ့အချင်းဒီစာရွက်ကလေးယူသွားပေါ့ဟုပြောလိုက်လေမမီသိန်းလည်း ဆာရွက်ကိုယူပြီးလင်အဲ့အတွင်းသို့ထိုးထက်လိုက်လေ။သွားဆိုရင်တော့အခုပဲသွားတာကောင်းတဲ့ဘူရာကြီးဟုပြောဆိုက လေလေးခြုံ၍ထွက်သွားလေတော့သည်။ဘမ်ဘီသိန်းသည်နာဒရန်ဟူသော ကန်နာလန်ရှိ ကုံတဲ့ကြီးတူ၏အလုံတိုက်သို့ရောက်ရှိလေသည်။နာဒရန်၏အလုံယုံငန်းသည်ခန်းလုံးပြေလှပသောကော်ဇော်ကြီးခင်းထားလေ။အခန်းထောင်တွင်လည်းစိမ့်ရောင်တုတ်ထားသော မိခင်တစ်တာတလုံးကိုတွေ့ရလေသည်။အခန်း၏နံရံတစ်ဖက်တွင်ယာမလက္ခဏာနှင့်မေတီတာဟနုမန်ပုံပြ လက်လေးပဲရှိလက်ချမီနတ်သမီးပုံများဘိုင်းငင်နေသောမတ်မဂန်နီပုံများကိုချိတ်ဆွဲထားလေသည် ထိုပုံများ၏ပေါ်တွင်လည်းပန်းကုံများချိတ်ထား၏ကုံသက်ကြီးနာဒရန်ဟုယူဆရသောဝဝဖိုင်ဖိုင်လူကြီးသည်ဂရီဘာမိအုံးကြီးကိုမြင်၍ထိုင်နေလေသည်၎င်း၏ရှေ့တွင်မူတထွားသာသာခမ်းမြင့်သော၄ထောင်စပွဲကလေးတစ်လုံးရှိ၏ထိုစပွဲပေါ်တွင်ကြေးဖလားကလေးတစ်လုံးရှိလေသည်ကြေးဖလားတွေ့နိုင်မူတံမြာသည့်နှလုံးထည့်ထားလေသည် ထိုခန်းထဲတွင်ကုံသက်ကြီးနာဒရန်နှင့်အတူ ကုန်တဲ့ကြီးများဟုယူဆရသော လူဝဝကြီးများလည်းအနီရောင်ကတိပါမိအုံးကြီးများကိုမိလျက်အခန့်သားထိုင်နေကြလေသည်။မောင်ပြီးတဲ့ဒီနာဒရန်ဟုယူဆရသောလူဝဝကြီးအားဘူဓာကြီးပေးလိုက်သောစာကို ထုတ်ပေးလေ။သူက၎င်းကလွန်စွာပီတသောမြန်မာစကားဖြင့်အကျုပ်ကကုန်တဲ့ကြီးနာဒရန်ပဲ။ဒါကိုမိတ်ဆွေကမမေးဘဲနဲ့ကို ခံမနိုင်တာကိုမိတ်ဆွေယူလာတဲ့စာကအကျုပ်တငယ်ချင်းဘဂဝန့်ရဲ့စာပါ။ ူဆောင်မကမိတ်ဆွေကိုကူညီပါလို့ရေးထားတယ်။ဘယ်လိုကူညီရမယ်ဆိုတာမပါဘူး။အဲ့ဒီတော့မိတ်ဆွေကိုယ်တိုင်ကပဲ ဖြစ်ကြောင်းရတဲ့ကုံစင်ကိုနှက်တန်းနှော့ပြီးပြောခြင်းပြောပြီးတော့ဟုပြောလိုက်လေ။ကျုပ်ကခင်ဗျားတို့စီကအလုပ်လုပ်ချင်တာပါ။ဒီပြင်တော့နှက်တန်းလဲနှော့စရာမရှိဘူး။ဘလူချင်းလည်းချင်းစရာမရှိပါဘူးအလုတ်ပေးနိုင်ရင်ပေးဖို့ပါပဲဟုမောင်ပြီးသိန်းကရေရွံ့ပတ်ရှင်ပြောလိုက်လေသည် အလုတ်ပေးရမယ်ဆိုတော့မိဆွေကဘယ်လိုအလုံမျိုးလုတ်တတ်တယ်ဆိုတာပြောပြအောင်လေဗျာဟုနာဒရန်းကပြောလေကျုပ်လုတ်တတ်တာကတော့ဝါးနှစ်ရက်လောက်မြင့်တဲ့နေရာမှာခြိထားတဲ့ကြိုးတန်းပေါ်ကိုရှောက်ပြတတ်တယ်ဝါးလေးရက်လောက်မြင့်တဲ့နေရာမှာခြိထားတဲ့ကျက်တူရေးတန်းလို့ဆိုတဲ့နေရာမှာကျွန်းထုတ်ပြတတ်တယ်ကင်းမီကောက်ထောင်တတ်တယ်လူတွေကိုအသေးတထိတ်ထိတ်ရင်းတဖို့ဖို့ဖြစ်အောင်လုတ်ပြတတ်တယ်ပြီးတော့ပျော်သွားအောင်လည်းလုတ်ပြတတ်တယ်ကျုပ်ကဆက်ကားတွေကကလောင်လူရှင်တော်တယောက်ဖြစ်တယ်လို့ ။မောင်ပြီးသိန်းကပြောလိုက်လေသည်။အခုခင်ဗျားပြောတာတွေကကျုပ်တို့လုပ်ငန်းနဲ့ဘလို့မှမပတ်သက်ပါလား။ကျုပ်တို့ကကုန်တယ်တွေဖြစ်တယ်။စံတွေပြောင်းနေဝယ်တယ်ပြီးတော့ပြန်ရောက်နေ။နိုင်ငံခြားအဝိထဲစားတဲ့ပစ္စည်းတွေဝယ်တယ်ဒီမှပြန်ရောက်နေ။ကျုပ်တို့လုပ်ငန်းမှာကိမိကောက်ထောင်တဲ့ကိစ္စမပါဘူး။ကောင်းငင်ပါကစားတဲ့ကိစ္စလည်းမပါဘူးကျွန်းထိုးရတဲ့အလုပ်လည်းမရှိဘူးအဲ့တော့မိတ်ဆွေကိုလှုပ်ပေးဖို့တော်တော်ပဲခက်ပါတယ်ဟုနာဒရန်းကသဘာဝကျစွာပြန်ပြောလေသည် နာတရန်၏မိဆွေများဖြစ်ကြသောကုန်သည်ကြီးများလည်းမောင်မီသိန်းအားထူးဆန်းအံ့ဩဖွယ်ကောင်းသောတော်ဒရိတ်ဆံပမာဝဝင်းကြီးစုကြလေသည် ထိုကမောင်မီသိန်းကအဲ့လေဘူရာကြီးလိုက်တဲ့ဆာမကလည်းဖြစ်နိုင်ရင်ကူညီဖို့ပဲရေးလိုက်တယ်မဟုတ်လားမဖြစ်နိုင်မကူညီုံပဲပေါ့ဗျာအမှန်ကတော့ကျုပ်ကအကူညီလာတောင်းနေတယ်ဆိုပေမဲ့လေးလေးနက်နက်စဉ်းစားကြည့်ရင်ကျုပ်ကခမားတို့ကိုအကူညီပေးဖို့လာပြောနေတဲ့သဘောပါပဲ။ဘာဖြစ်လို့လဲဆိုတော့ကျုပ်ကအလောက်လာတောင်းနေရမဟုတ်လား။ အလုံလာတောင်းနေတယ်ဆိုတော့ခင်ဗျားတို့အတွက်အလုံလုံပေးရမယ်မဟုတ်လားအလုံလုံပေးရတယ်ဆိုတာကကူညီရတာပဲမဟုတ်လားဟုမောင်ပြီးသိန်းကပြောလိုက်လေဒီနာဒရန်ဒီပီဒီခေါ်စိတ်ပေါ်နေသေးကလေးကိုနှက်ခမ်းလိုက်ကောက်ခဲရင်ခက်တယ်ဗျာဂိမီကောက်ထောင်တဲ့လူနဲ့ကျုပ်တို့တိတ်ပြီးပေါင်းတင်မလုပ်ချင်ဘူးဘာပြုတ်လို့လဲဆိုတော့အဲ့ဒီလူမျိုးကအမှန်တရားနဲ့မနည်းဆက်ဘူးဗျအားလုံးကိုဇောက်ထုမှုမျော်ကြီးမြင်နေတော့မှသူ့ရဲ့အုံနောက်ကလည်းဇောက်ထုမှုမျော်ဖြစ်နေမှာပဲကျုပ်ကတော့ ဇောက်ထုမှုမျော်သမားကို အားကြီးကြောက်တယ်။လူကခေါင်းကိုပေါ်မှာထားရတဲ့တတဝါဗျ။အဲ့ဒါကိုစန့်ကျင်ပဲလုပ်ပြီးခေါင်းကိုအောက်မှာထားပြီးခြေထောက်ကိုမိုးပေါ်ထောင်တက်တဲ့အတတ်ပညာကိုတော့ကျုပ်ကဘယ်နည်းနဲ့မှအထင်မကြီးနိုင်ဘူး။ဟုဒါဒရန်ကပြောလိုက်လေ။သူကမောင်ပြည်သိန်းက၎င်းအညာဘက်လက်ကိုဆန့်တန်းပြီးမှန်လိုက်လေမိတ်ဆွေကြီးရဲ့ဒါကြောင့်လဲခင်ဗျကြီးပွားပြီတာကိုလက်စွဲနှုတ်ဆက်ပြီးဂုံပြုတ်ဝင်ပေးပါခင်ဗျာဟုပြောဆို၍နာဒရန်အညာလက်ကိုအားရဝမ်းသာဆုပ်ကန်၍ ခါရန်လီတော်သည်နာရန်ကအံ့ဩသောမျက်နှာနှင့်အဒီမမိတ်ဆွေခမရရဲ့အတတ်ပညာကိုကျုပ်က စော်ကားပြီးပြောနေတာဒါကိုခမရစိတ်ဆိုးရမယ်စားလှိုက်လိုက်လဲလဲကြီးကျုပ်စကားကိုထောက်ခံနေတယ်ဆိုတာဘလို့သဘောလဲဟုမေးလေအကင်းမိောက်သဘောလေဗျာကင်းမိောက်ထောင်နေသူဆိုတော့လောကကြီးကိုစောက်ထိုးမြင်တယ်လို့အသံတွေကိုလည်းပြောင်းမြန်ကြရတယ်ဗျခမရကကဲ့ရတာပဲကျုံနာမှာတော့ချီးမွမ်းတယ်လို့ကြားရတယ်တကယ်တော့ဒီလောကကြီးကစိတ်ညစ်စရာကြီးဗျဒါမဲ့ကျုပ်ကပြောနေတယ် ဘာဖြစ်လို့လဲဆိုတော့သူကဇာတို့သမားကိုဗျလူတော်တော်များများကအပြစ်အနာစာတွေနဲ့မုန်းတီးဖို့ကောင်းတယ်ဒါပေမဲ့သူကတော့ချစ်ပါတယ်သူကဇာတို့သမားကိုဗျလူတော်တော်များများကကိုကျိုးရှာတယ်လောဘကြီးရဲ့သူကတော့ကိုကျိုးလည်းမရှာတတ်ဘူးလောဘလည်းနေတယ်သူကတော့သူများနဲ့မတူဘူးလေဇာတို့သမားမဟုတ်လားဒီတော့ကျုပ်လိုလူနဲ့မိတ်ဆွေဖြစ်ရတာခမရကိုနေနာဖို့မရှိပါဘူးဒါကိုခမရသဘောမပေါက်ရင်တော့ ခင်ဗျားအတွက်ဖို့တန်တဲ့မိတ်ဆွေကောင်းတယောက်ဆုံးချုံရတာပေါ့ဗျာဟု မောင်ပြည်သိန်းကပြောလိုက်လေရာနာဒရန်တာမကကြံလူများပါမောင်ပြည်သိန်းဤစကားကိုသဘောကျ၍မဝင်းကြီးမောကြလေတော့သည်ဟီမောပြီးနောက်တိတ်ပြီးသဘောကျဖို့ကောင်းတဲ့စကားပဲဗျာဟု ပြောလိုက်လေရာမောင်ပြည်သိန်းကမိတ်ဆွေကြီးကကျုပ်ကိုကဲ့ပြန်မိလားဟုနောက်ပြန်လာရာကုံတဲ့ကြီးများကဝမ်းဝင်းကြီးမောကြလေခင်ဗျားနဲ့မိတ်ဆွေဖြစ်မယ်ဆိုရင်တော့ကျုပ်တို့လည်းကင်းမိကောက်ထောင်တက်မှာဖြစ်မယ်ပြောဟုပြောလိုက်လေသည်ပုတ်ဘူးဗျာ လူတွေအားလုံးသောက်ထိုးနေကြရင်တော့ဘာမှမထူးဒီတိုင်းပြန်ဖြစ်သွားမှာပေါ့ကျုပ်ကတော့စိတ်ကူးထားတယ်ခင်ဗျားတို့ကကျုပ်ကိုကောင်းကောင်းမွန်မွန်ပြောဆိုဆက်ဆံတဲ့အခါမှာဒီတိုင်းနားထောင်မယ်ကျုပ်ကိုမချေမငံပြောဆိုတဲ့အခါမှာတော့ကင်းမိကောက်ထောင်ပြီးနားထောင်မယ်ဟုဘာပီသိန်းကပြောလိုက်ရနာဒရန်ကခေါင်းကိုတဆတ်ဆန့်ညှိ၍ပညာရှိပါပေတယ်ဗျာအမြဲတီးခံမယ်ဆိုတဲ့စကားကိုပညာသားပါပါပြောလိုက်တာပါပဲထိုင်ပါဦးမိတ်ဆွေနာမည်ကလေးလည်းပြောစမ်းပါဦးဟုနာဒရန်ကဆိုလေ အကျုံနာမည်ပြည်သိမ့်လို့ခေါ်ပါရဲပြည်မျိုးကတိမ့်ဟက်ကိုပြောတာမဟုတ်ဘူးနော်တန်းပြည်ကြီးကိုတိမ့်ပိုင်မယ်လို့ပြောတာလည်းမဟုတ်ဘူးကျုပ်ရဲ့နှလုံးသားမှာမပြေလည်မှုဆိုတာတွေကိုလက်မခံဘူးပြေလည်မှုတွေကိုပဲတိမ့်ပိုက်ထားတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့ဗျာဟုမောင်မီသိန်းကပြောလိုက်နေသည်ထိုချိန်တိုင်းမှာပင်နာဒရန်ဤစည်ရတူကစာရက်တရက်ကိုယူလာပြီးလင်နာဒရန်အားပေးလေထိုကနာဒရန်က၎င်းဤစည်ရအမဟုတ်ဘူးလေကွာဒီ ဟိန္ဒူစာနဲ့အင်္ဂလန်ကိုပို့လို့ဘယ်ဖြစ်မလို့ဟုပြောလေဇေယျကလည်းဟုတ်ပါတယ်ဒီနေ့ဇေယျကြီးမလာဘူးသူလာမှအင်္ဂလိပ်လိုပြန်ခိုင်းမယ်ဒါကစာချမ်းမှာဒီစာချမ်းကိုဇေယျကြီးကအင်္ဂလိပ်လိုပြန်ရေးမှာပေါ့အဲ့ဒါတထေးကြီးကဖတ်ကြည့်ပြီးပြင်ကျင်တဲ့အချက်တွေပြင်ဖို့လာပြတာပါဟုပြောလေဟာဇေယျကြီးမလာရင်ဇေယျကြီးအိမ်လိုက်သွားဒီစာကဒီကနေ့ပို့မှာဖြစ်မှာဟုနာဒရန်ကပြောလေမာမီသိန်းလည်းနာဒရန်ဤဇေယျဘက်သို့လှည့်ကခမရေးထားတဲ့စာကိုမြန်မာလိုကျုပ်ကိုပြောပြ အင်းအင်းလေးစာဖျက်အောင်တော့ကျုပ်ကလှုပ်တဲ့တဲဟုပြောလိုက်ရ၎င်းစီးရေးကမလိုမုံထားသောမျက်နှာနှင့်မောင်ပြည်သိန်းအားကြည့်လိုက်လေသည်ထိုစီးရေး၏စိတ်တွင်မောင်ပြည်သိန်းအားနာဒရန်ကအလုတ်ခန့်အပ်လာမည်ကိုစိုးရင်ထိတ်လန့်နေပုံရ၏ထို့ကြောင့်မောင်ပြည်သိန်းအားတလုံးတပါရမှပြန်မပြောဘဲငြိမ်နေလေသည်သို့ရာတွင်နာဒရန်ကဒီလိုပါကိုပြည်သိန်းရဲ့လန်ဒန်ကပြည်ရဆိုတဲ့ကုမ္ပဏီတစ်ခုကကျုပ်တို့စီကိုစာတစောင်းပို့တယ်စာကဟောဒီဥစ္စာပါပဲဟုဆိုကအင်္ဂလိပ်ဘာသာဖြင့်ရေးသားထားသောစာတစောင်းကိုထုတ်ပြလေသည် ။မောင်ပြီးသိန်းလက်ထူစာကိုဖတ်ရှုပြီးနောက်အဲ့ဒီကုမ္ပဏီကခင်ဗျားတို့စီကိုစက်ပြားတွေပို့ချင်တာပဲ။ဈေးနှုန်းတွေလည်းဖွင့်ပြထားတယ်။ခင်ဗျားတို့လက်ခံမယ်ဆိုရင်သူတို့ကပို့မယ်သဘောပဲ။အဲ့ဒါကိုခင်ဗျားဘလို့စာပြန်ခြင်းလို့တော့ဟုပြောလိုက်လေ။အဆက်ပြားလည်းပို့ပါ။ဒီကလည်းပဲစံတို့ပဲတို့ပို့ချင်တယ်။သူတို့ကုမ္ပဏီမှာအဲ့ဒီလုပ်ငန်းနေရှိမရှိ။မရှိရင်လည်းတခြားကုမ္ပဏီတွေနဲ့ဆက်သွယ်ပေးဖို့အကြောင်းစာပြန်ခြင်းတာပါပဲဟု။ နာဒရန်ကပြောလိုက်လေရမောင်မြင့်သိန်းသည်စေရေးရီနရွက်တွင်ညှတာသောခဲတံကိုဆက်ကနေဆွဲယူလာပြီးနောက်နာဒရန်ရေးသားလိုသောစာကိုအင်္ဂလိပ်ဘာသာဖြင့်ရေးသားပြီးပေးလိုက်လေတော့သည်နာဒရန်နှင့်တကွာကုံတကြီးများသည်မောင်မြင့်သိန်းအားသဘောကျသွားလေကုံတကြီးတူကမူနာဒရန်အားဒီလူကိုခမရအလုံးမခန့်ခြင်းရင်ကျုပ်အလုပ်တိုင်းမှာခက်မယ်ဗျာဟုပြောလိုက်ရနာဒရန်ကမလုပ်ပါနဲ့ဗျာကျုပ်နဲ့ထိုက်လို့ကျုပ်စီရောက်လာတာကျုပ်ပဲယူရမှာပေါ့ဟုပြောပြီးလေမောင်မြင့်သိန်းအား ၎င်း၏အလုတ်တိုင်း၌ထွေထွေခိုင်းစဉ်အလုတ်သမားဖြင့်အလုတ်ခန့်အပ်လိုက်လျော်သည်အလုတ်ခန့်သောသဘောနေမှပြည်သိအားငွေ90ကိုပင်နာဒရန်ကထုတ်၍ပေးလိုက်လျော်သည်နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရဲ့ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျေးဇူးတပါ